တစ္ဆာလေးပါးကိုဦးဇင်းတို့အမျိုးမျိုးသောနေတွေဖြင့်နားလည်အောင်ကြိုးစားရမယ်။ဦးဇင်းတို့ဓမ္မစကြာမြတ်စွာဘုရားရဲ့တရားဦးဘုရားဘာသာဝင်သူတော်စင်၌အလွန်အထွတ်အမြတ်ထားတဲ့ဒေသနာနော်။အဲ့ဒီဓမ္မစကြာမှာမြတ်စွာဘုရားကတစ္ဆာနဲ့ပတ်သက်ပြီးတော့တစ္ဆာတစ်ပါးတစ်ပါးလည်းအချင်းအရာ၃မျိုးစီ၃မျိုးစီဖြင့်မြတ်စွာဘုရားသိခဲ့တယ်မြင်ခဲ့တယ် အဲ့ဒါလို့တိတဲ့အတွက်ကြောင့်ငါဘုရားဒီတပ်ပင်ညူတညံကိုရတယ်ဘုရားဖြစ်တယ်လို့ဝန်ခံတယ်တဲ့ဒါတွေကိုရှင်းတော့ငါမသိခဲ့ဘူးအခုသိတယ်တိလို့မို့သူဟာဘုရားပါလို့ဝန်ခံတယ်ချိန်ကာလတွေဘလောက်ပဲကြာကြာဘာတွေဘလို့ပဲပြောင်းလဲသွားလို့နေနေဒီသစ္စာလေးပါတရားကတော့ဘယ်တော့မှဖောက်ပြန်သွားတယ်မှားယွင်းသွားတယ်ဆိုတာမရှိဘူးဆိုကြပါစို့ဒုက္ခသစ္စာဒုက္ခသစ္စာဆိုတာဘာလဲ ဣဒံဒုက္ခံတိယထာဘူတံပဇာနာတိဟောဒီခန္ဓာဟာဒုက္ခပဲတဲ့ကိုယ်ခန္ဓာဒုက္ခနာပဇုခန္ဓာပဲဖြစ်ဖြစ်ကိုယ်ဘဝသူ့ဘဝဘယ်ဘဝမျိုးမဆိုခန္ဓာမှန်သမျှဒုက္ခခန္ဓာမှန်သမျှဘဝမှန်သမျှသည်ဆင်းရဲခြင်းတရားပဲအဲ့ဒီခန္ဓာဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားသည်နေရာတိုင်းမှမှန်တယ်လူတိုင်းအတွက်မှန်တယ်ခန္ဓာရှိတဲ့သူတိုင်းအတွက်မှန်တယ်အခုဖြစ်တဲ့ခန္ဓာမှဆင်းရဲတာမဟုတ်ဘူးငိုတုံးကဖြစ်ခဲ့တဲ့ခန္ဓာလည်းဆင်းရဲတာပဲ။ နောင်ဖြစ်အောင်မဲ့ခန္ဓာတွေလည်းဆင်းရဲအောင်မှာပဲခန္ဓာဟာဆင်းရဲပါဆိုတဲ့အမှန်တရားဟာဘယ်တော့ခါကာလမှမဖောက်ပြန်ဘူးဒါအမြဲမှန်နေမယ်ပေါ့နောက်ပြီးတော့အယံဒုက္ခတမှုရောတိဟောဒီလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့လောဘသဘောတရားတွေဆင်းရဲဒုက္ခအလုံးကို ဖြစ်စေတဲ့အရာတဲ့ဒုတိယအမှန်တရားအဲ့ဒါဘယ်တော့မှ မဖောက်ပြန်ဘူး အခုလောဘကသာလျင်ဒုက္ခကိုဖြစ်စေတာမဟုတ်ငကိုယ်တုံးကလောဘကလည်းဒုက္ခကိုဖြစ်စေတာပဲ။နောက်မှဖြစ်မဲ့လောဘတွေဟာလည်းဒုက္ခကိုဖြစ်စေမှာပဲ။ကိုယ်လောဘကမှဒုက္ခကိုဖြစ်စေတာမဟုတ်သူ့လောဘလည်းဒုက္ခကိုဖြစ်စေတာပဲ။ဒီဒေတာကလူတွေရဲ့လောဘကမှဒုက္ခကိုဖြစ်စေတာမဟုတ်ဟိုဒေတာကလူတွေရဲ့လောဘလည်းဒုက္ခကိုဖြစ်စေတာပဲ။လောဘမှန်ရင်ဘု து လောဘပဲဖြစ်ဖြစ်ဘယ်နေရာကလောဘပဲဖြစ်ဖြစ်ဘယ်အချိန်ကလောဘပဲဖြစ်ဖြစ် ဆင်းရဲဒုက္ခကို ဖြစ်စေတာရှိပဲဒါအမြဲတမ်းမှန်နေပေါ့ဒါကြောင့်သစ္စာအရိယသစ္စာတဏှာလောဘချုပ်ရံဒီဒုက္ခချုပ်ရံဆိုတဲ့တတ္တယနိရောဓသစ္စာတဏှာလောဘချုပ်ရင်တော့ဒုက္ခချုပ်တာပဲတဏှာလောဘမချုပ်ဘဲနဲ့ဒုက္ခဘယ်တော့မှမချုပ်ဘူးအဲ့ဒီအမှန်တရားဟာလေအမြဲတမ်းတမ်းမှန်နေတယ်ပေါ့နောက်ပြီးတော့ဦးဇင်းတို့ဒီမဂ်ကင်ရှင်ပါအကျင့်မြတ်တရားတွေ ဆင်းရဲဒုက္ခကိုကောင်းစွာ ကုန်ခန်းစေတဲ့အကျင့်ဒါဟာနေရာတိုင်းမှာမှန်တယ်လူတိုင်းအတွက်မှန်တယ်အချိန်တိုင်းအတွက်မှန်တယ်ဟိုတုန်းကမဂ်ကင်ရှင်ပါဒီဒုက္ခခတ်သိမ်းကိုငြိမ်းစေခဲ့တယ်လို့အခုမဂ်ကင်ရှင်ပါကိုကြင့်မယ်ဆိုရင်လည်းဒုက္ခခတ်သိမ်းကိုငြိမ်းမှာပဲနောက်မှကြင့်မယ်မဂ်ကင်ရှင်ပါကိုလည်းပဲဒုက္ခခတ်သိမ်းကိုငြိမ်းစေတဲ့အစွမ်းတတ္တိရှိတယ်လို့ပြောရမှာပဲမဂ်ကင်ရှင်ပါအကျင့်မြတ်တရားကလို့ဘယ်တရားကမှဒုက္ခကိုတကယ်မငြိမ်းစေဘူး အဲ့ဒါလို့သစ္စာ၄ပါးသည် အမြဲထာဝရမှန်းနေတဲ့အတွက်ကြောင့်တကယ်မြင့်မြတ်တဲ့သစ္စာတရားတဲ့ဒီသစ္စာ၄ပါးကိုပဲဦးဇင်းတို့အနုဘောဓဉာဏ်မှတစ်ဆင့်ပဋိဝေဒဉာဏ်ထိုးထွင်းသိတဲ့အဆင့်ထိရောက်အောင် လုပ်နိုင်မယ်ဆိုလို့ရှိရင်ယုံညံ့တဲ့ပုထုဇဉ်ဘဝကနေမြင့်မြတ်ဆင့်ကျေတဲ့အရိယာသူတော်ဇဉ်အဖြစ်ကိုကုပြောင်းသွားစေတာပဲဒီသစ္စာ၄ပါးကို သိတာနဲ့သူဟာသူတော်ဇဉ်ဖြစ်တာပဲ။ တစ္ဆာလေးပါးကိုပဋိဝေဒအဆင့်ဖြင့်ထုတ်ထွက်မတိသေးသမျှကလပလုံသူတော်စင်အဖြစ်ကိုမရောက်နိုင်ဘူးယုံညံ့တဲ့ညံ့နှောတဲ့စိတ်တွေအပြည့်ရှိနေတဲ့ပုထုဇဉ်ဘဝမှာပဲနေနေရမယ်ပေါ့ဒါကြောင့်တစ္ဆာလေးပါးကိုသိရင်သိတဲ့လူဟာမြင့်မြတ်သွားတယ်တတ္တဝါတွေကိုသိရင်မြင့်မြတ်သွားအောင်တစ္ဆာလေးပါးဟာလုံးတလို့ဖြစ်နေတယ်ဒါကြောင့်တစ္ဆာလေးပါးကိုသိအောင်ဒကာဓမ္မတို့ဦးဇင်းတို့ကြိုးစားကြဖို့မလိုဘူးလားလိုတယ် မဂ္ဂင်၈ပါးကိုကျင့်သုံးမှသာလျင်ဒုက္ခခတ်သိမ်းတကယ်ငြိမ့်စေနိုင်တယ်လို့မဂ္ဂသစ္စာရဲ့အစွမ်းကိုလည်းပဲအဲ့ဒါတော့တော့သိထားရမယ်။တပါးတပါးလျင်သိပုံအချင်းအရာကဘယ်နှမျိုးတော့၃မျိုး၄ပါးကို၃မျိုးဆိုတော့၁၂မျိုးပေါ့။ဟုတ်ရလား။ဒါဥစဉ်တို့ဒုက္ခသစ္စာကိုမြတ်စွာဘုရားက၃မျိုးသိခဲ့တယ်တဲ့။ဒါဥစဉ်ကအကျဉ်းမျက်နှာလည်အောင်ရှက်ပြေးကလေးပြောတာပါဟုတ်လား။ဘလို့သိလဲဆိုတော့ နံပါတ်သစ္စာဉာဏ်ဖြင့်သိတယ်တဲ့သစ္စာဉာဏ်ဖြင့်ဒုက္ခသစ္စာကိုဘလို့သိလဲဆိုတော့ဟောဒီခန္ဓာဟာဆင်းရဲခြင်းတရားပဲလို့သိတယ်တဲ့เนาะဒီဥစဉ်တို့တိတိကျကျပြောရရင်တော့ဒီလောဘခြင်းနဲ့စိတ္တသိက်52ပါးစိတ်เนาะအဲအဲ့ဒီပြီးတော့ရုပ်တရားတွေပေါ့ အဲ့ဒီတရားတွေဟာဆင်းရဲဒုက္ခမျှတာပဲတိပြင်ဘာမှမလျော်ဘူးဆင်းရဲတွေနဲ့တိဆောက်တာလားနော်အဲ့တော့ဒီခန္ဓာဟာဆင်းရဲပဲလို့သိတာလေဒုက္ခသစ္စာကိုသစ္စာဉာဏ်ဖြင့်သိတာသစ္စာဆိုတာအမှန်ပေါ့အမှန်သိလိုက်တာပေါ့ဒါသစ္စာဉာဏ်နောက်ပြီးတော့ဒီဒုက္ခသစ္စာကိုကတဉာဏ်နဲ့သိပုံကြတော့ဘယ်လိုသိလဲဒုက္ခသစ္စာကိုကိစ္စဉာဏ်ဖြင့်သိတာကြတော့ဘယ်လိုသိတုံးဆိုတော့ကိစ္စဆိုတာကပြုသင့်ပြုတတ်တဲ့ကိစ္စ ဒုက္ခသစ္စာကိုကိစ္စဉာဏ်နဲ့သိတယ်ဆိုတာကဒီဒုက္ခသစ္စာဒီခန္ဓာဟာပိုင်းခြားပြီးတော့တည်တည်တည်တိုက်တဲ့တရားလို့သိရမယ်တဲ့ဒါဟာပိုင်းခြားပြီးတော့သိရမယ်တရားဒီဒုက္ခတွေဟာဘယ်ဟာဘယ်ဟာတွေဘယ်ဟာဘယ်ဟာတွေလို့အပူအလိုမရှိ တိတိကျကျပိုင်းခြားပြီးတော့သိရမယ်တရားဒါလေးကနည်းနည်းလေးနားထဲမှာရှုပ်သွားမယ်နော်ခန္ဓာဟာဆင်းရဲပဲလို့သိရင်ဒုက္ခသစ္စာပေါ်မှာသစ္စာဉာဏ် ဒီစင်းရဲတွေဟာပိုင်းခြားပြီးတော့သိရမယ့်အရာလို့သိခြင်းသည်ကိစ္စညာနောက်ဦးဇင်းတို့မဲ့ညံကိုရပြီးတော့ဒီဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိသွားတဲ့အခါမျိုးမှာနောက်တစ်ချိန်ပြန်စဉ်းစားလိုက်တယ်ငါသည်ဒုက္ခသစ္စာတွေကိုပိုင်းခြားပြီးတော့သိပြီးပြီလို့သိတဲ့ညာကကတညာတဲ့ဒုက္ခသစ္စာရဲ့ကတညာပြည့်တတ်လို့မပြင်းနဲ့နော်ဟင်သစ္စာ၄ပါးဆိုတာက အလွန်အထုအထိပ်ကြတဲ့အနှစ်အသားပါတဲ့တရားဟုတ်လားအဲ့တော့ဒုက္ခသစ္စာရဲ့အပေါ်မှာခန္ဓာသည်ဆင်းရဲပဲလို့သိရင်သစ္စာဉာဏ်ဒီဆင်းရဲတရားတွေဟာပိုင်းခြားပြီးတော့သိရမယ့်တရားတွေလို့သိရင်ကိစ္စဉာဏ်ဟုတ်လားအေးဒါတွေကိုပိုင်းခြားသိပြီးပြီလို့သိရင်ကတဉာဏ်ပိုင်းခြားသိပြီးပြီလို့သိတယ်ဆိုတာကပိုင်းခြားသိပြီးမှသာလဲသိပြီးပြီလို့သိတဲ့ဉာဏ်ကဖြစ်မှာပေါ့ဟုတ်လားအေးအဲ့ဒါကတဉာဏ် ဒါကဒုက္ခသစ္စာမှာ၃ချက်ပေါ့နောက်သမှုရိယသစ္စာကြတော့ဟောဒီလောဘသည်လူချင်းဆန္ဒလောဘတဏသည်ဒုက္ခအလုံးကိုဖြစ်စေတဲ့အရာလို့သိရင်သမှုရိယသစ္စာရဲ့အပေါ်မှာ သစ္စာဉာဏ်ဖြင့်သိတယ်လို့ဆိုရတယ်တဲ့လောဘသည်ဒုက္ခကိုဖြစ်စေတဲ့တရားလို့သိရင်ဒါသစ္စာဉာဏ်သမှုရိယသစ္စာရဲ့သစ္စာဉာဏ်ဒီသမှုရိယသစ္စာတဏလောဘသည် ဖယ်ရှားပြရမယ်တရားသုတ်တင်ပြရမယ်တရားဖယ်ရှားပြရမယ်တရားလို့သိခြင်းသည်ကိစ္စညာသူ့ရဲ့ကိစ္စလောက်ရမယ်ကိစ္စကိုသိတာနောက်တဏှာလောဘဆိုတာကတဖြည်းဖြည်းနဲ့နည်းအောင်နောက်ဆုံးပပအောင်လုပ်ပြရမယ်တရားပေါ့ဖယ်ရှားပြရမယ်တရားပေါ့အဲ့လိုသိတာဟာကိစ္စညာဒီသမှုရိယသစ္စာဆိုတဲ့တဏှာလောဘကိုဖယ်ရှားပြီးပြီလို့သိရင်တော့ကတ္တညာနဲ့ဟောနည်းနည်းလွဲသွားပြီနော်အင်းဒုက္ခသစ္စာမှာ၃ချက် သမုဒိယအသစ္စာမှာ၃ချက်နောက်ဥစဉ်တို့နိရောဓအသစ္စာကြတော့ဟောဒီတဏှာလောဘချုပ်ရသည်ဒုက္ခချုပ်ရနိဗ္ဗာန်လေလို့သိရင်အဲ့ဒါနိရောဓသစ္စာမှာသစ္စာဉာဏ်ဖြင့်သိတယ်လို့ဆိုရမယ်တဲ့နိဗ္ဗာန်ဆိုတာတဏှာလောဘချုပ်ခြင်းပဲလို့သိတာပေါ့တနည်းအားဖြင့်တဏှာလောဘချုပ်ခြင်းပြီးမင်းနိဗ္ဗာန်ပဲလို့သိတာအဲ့ဒါဗာလဲသစ္စာဉာဏ် ောဒီနိဗ္ဗာန်ဆိုတဲ့တဏှာလောဘချုပ်ခြင်းဆိုတဲ့နိဗ္ဗာန်ဆိုတဲ့ဒီသဘောတရားဒီမျက်မှောက်ပြုသင့်ပြုလိုက်တဲ့တရားမျက်မှောက်ပြုရအောင်လုပ်ရမယ့်တရားမျက်မှောက်ပြုသင့်ပြုလိုက်တဲ့တရားလို့သိခြင်းဒီကိစ္စဉာဏ်ဟုတ်လားအေးဒီရောဒသစ္စာနိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးပြီလို့သိခြင်းဒီကတဉာဏ်ဒီရောဒသစ္စာမှာ၃ချက်ဟုတ်ရလားအေးနောက်ပြီးတော့ဦးဇင်းတို့မကသစ္စာ မဂ္ဂသစ္စာကို တစ္ဆဉဏ်ဖြင့်ဘယ်လိုသိရမှာလဲဆိုတော့ဟောဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားဒီသာလင်ဒုက္ခခတ်သိင်းကိုတကယ်ချုပ်ငိမ့်စေနိုင်တဲ့တခုတည်းသောအကျင့်လို့သိခြင်းဒီတစ္ဆဉဏ်ဒါကသူကန့်ထားတာတွေအများကြီးရှိတယ်နော်ဒီမဂ္ဂင်၈ပါးအကျင့်မြတ်တရားကလွယ်လို့ကြံတဲ့အကျင့်တွေကြံတဲ့အလုပ်တွေဖြင့်ဒုက္ခကိုတကယ်မငိမ့်စေနိုင်ဘူးဆိုတဲ့အချက်ကိုကန့်ထားတယ် မဂ္ဂင်၈ပါးအကျင့်မြတ်တရားဖြစ်လာရင်နိဗ္ဗာန်ချမ်းသာဒုက္ခခတ်သိငြိမ်းခြင်းဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မယ်လို့သိခြင်းသည်သစ္စာဉာဏ်ဒီမဂ္ဂင်၈ပါးဆိုတဲ့အကျင့်မြတ်တရားသည်ပွားများတဲ့ပွားများတတ်တဲ့မိမိတန်တမှာဖြစ်ပွားအောင်လုပ်ရမယ်တရားလို့သိခြင်းသည်ကိစ္စဉာဏ်ငါဒီမဂ္ဂင်၈ပါးကိုပန်းနိုင်ရအောင်ခရီးပန်းနိုင်ရအောင်ပေါ့မြောက်အောင်မြင်အောင်ပွားများပြီးပြီလို့သိခြင်းသည်ကတဉာဏ် မကသစ္စာသည် ပွားများရမယ်တရားလို့ကိစ္စကိုသိတာအဲ့ဒါကိစ္စညာကတညာကတော့သိစရာရှိတာကိုသိပြီးပြီပယ်စရာရှိတာကိုပယ်ပြီးပြီမျက်မှောက်ပြုစရာရှိတာကိုမျက်မှောက်ပြုပြီးပြီပွားစရာရှိတာကို ပွားပြီးပြီအဲ့ဒါလို့သိတာကိုကတညာတဲ့